အလုံးမမင်္ဂလာပါရှင်ဖီရန်ဖော်ဖြူချာ YouTube Channel မှာပြန်လည်ကြိုဆိုပါရစေ။ကျွန်မဒီနေ့တင်ဆက်ဖတ်ပြပေးမှာကတော့စာရေးဆရာခွန်ညိုသွေးရဲ့အထက်ထက်အခါခါဆိုတဲ့စာအုပ်လေးတွေကစာစုလေးတွေကိုအပိုင်းနှစ်အဖြစ်တင်ဆက်ဖတ်ပြပေးမှာဖြစ်ပါတယ်။အလုံးမဲနားဆင်ပေးကြပါဦးရှင်။ ငါရှိမှငါတို့နှစ်ယောက်ရုပ်ရှင်လက်မှတ်မရလို့ဘယ်သွားကြမလဲတိုင်ပင်နေကြတယ်။ငါရှိမှငါတို့နှစ်ယောက်တိတ်ကိုရေးပါနေခဲ့ကြတယ်ဟန်နီ။နာကျင်ခြင်းတွေထည့်ထားတဲ့စာတစ်အေးမပါဘူးအေးမပါဘူးပြောပြီးတိတ်ကိုရေးပါနေတဲ့အကြောင်းတွေငါတွေးနေမိတယ်။မင်းစပင်ခွဲချောင်းလေးကိုငေးမိတဲ့အကြောင်းဒါမှမဟုတ်ဓာကျိုးပေါ်ကခုံငှက်လေးတွေကို အတူတူငေးမိတဲ့အကြောင်းပေါ့။ ော်ဖီကွက်မှာပေါ်လာတဲ့မင်းမျက်နှာတွေလမ်းတောင်မှာရက်နေတုံးရုပ်ရှင်ယုံပိုစတာကိုကြည့်ပြီးဘာကားကြည့်မလဲလို့ပြောဖို့ဘေးကိုလှည့်ကြည့်ပြတာတွေအရာရာကတိတ်ကိုရေးမပါဘူးဟန်နီငါရဲ့ဒုက္ခသစ္စာကမင်းဖြစ်သွားရဲ့ငါနှစ်လို့ရခြင်းငရဲ့ငါမလွတ်မြောက်ရခြင်းယုတ်နံခန္ဓာတွေအကုန်မင်းဖြစ်သွားတယ်ငါလွတ်ကျက်လို့မမတ်မိရတဲ့ ခက်ခဲခြင်းဟာမင်းဖြစ်တယ်။ငါငတ်မွေခေါင်းပါရခြင်းစာဟာရကမင်းဖြစ်တယ်။ငါမျောလင်းကြခြင်းရေစက်တစက်လည်းမင်းဖြစ်တယ်။ဘာလို့ဒီရေးမပါခြင်းတွေငါစီတိတ်ရေးပါနေရတယ်လဲဟန်နီ။ရောက်လာတဲ့ bus တွေပေါ်လဲငါမတက်မီဘူး။မင်းနဲ့ဝေးသွားမှဆိုပြီးထိုင်နေတဲ့အခါငါဟာနေရစ်ကြံရစ်ခဲ့တော့လဲမင်းစီမဆက်ရောက်နိုင်တဲ့အကြောင်းတွေးမိရတယ်။ မိုးရေရွာလာတော့ငါမျက်နာကိုလက်နဲ့တစ်ချက်ပုတ်တက်လိုက်ရတယ်ဟန်နီလမ်းတွေကကောင်းကင်ပေါ်ထောင်တက်သွားတယ်လမ်းတွေကြောက်ထဲထိုးဆင်းသွားတယ်ငါဆက်ရောက်ရနေရာတွေကမင်းမရှိကြောင်း သိကြနေခြင်းမှာငါမျက်ရည်တွေထထဝဲရလို့ရွာချတဲ့မိုးကိုငါကျေးဇူးတင်ရတယ်မျက်နာပေါ်ဆင်လာတဲ့မိုးဆက်တွေကိုအေးမပါရလို့ငါတုတ်ပြစ်လိုက်ရတဲ့ဟန်ဆောင်ခြင်းတွေအကြောင်း ဘယ်တချင်းကလမ်းမထက်ကငားရောင်ချာချာတန်ရာတွေလောက်ချုံမြင်ရမလဲဟန်နီငါရှိမှငါတို့နှစ်ယောက် စကားပြောနေတယ်ငါရှိမှငါတို့နှစ်ယောက်ဆက်ဖီဆွဲနေတယ်ငါရှိမှငါတို့နှစ်ယောက်ရုပ်ရှင်လက်မှတ်မရလို့ဘယ်သွားကြမလဲတိုင်ပင်နေကြတယ်ငါရှိမှငါတို့နှစ်ယောက်တိတ်ကိုရေးပါနေခဲ့ကြတယ်ဟန်နီငါပြောဘူးလို့မင်းကစာရွက်ခောက်လေးဖြစ်ရင်ငါလေးခောက်ခောက်ပြီးအိတ်ထဲထည့်သွားခြင်းနဲ့အကြောင်း I love you လို့ပြောမိတဲ့တင်းင်းကနွေတွေကိုငါလွမ်းကြောင်းဘဝမှာယောက်ျားတံမဲ့နေရာတကံကိုချလို့မရလို့ရဲပြစ်နေရတဲ့ဆောက်ယူတကောင်အကြောင်းကိုမင်းယုံကြည်ပါမလားငါမင်းကိုချစ်တာမင်းတည်တာထက်ပိုပါတယ်အဲ့ဒီမြင်ပြီးထိတွေ့လို့မရတဲ့ငရဲတဖြည်းဖြည်းဝေးဝေးသွားတဲ့ငရဲကိုမှငါဟာဘဝအဆက်ဆက်ဖြည့်ဆည်းခဲ့ရတဲ့ချစ်လက်စွာသောငါကုလိုကောင်းမှုလိုမမောမိရတဲ့ ငါဒုက္ခသစ္စာလိုချစ်မက်စွာဆင်ခြင်ရတယ်။အဆုံးသက်ကြိုတည်ပြီးစัจကြည်ခဲ့မိတဲ့ရုပ်ရှင်ပေမဲ့ငါမှာသုတ်တရားမဲ့စွာဥတ္တရားမဲ့စွာအိမ်ပြန်ရောက်ရင်တိတ်ဆိတ်တဲ့ငါအခန်းလေးကို အလုံးပိတ်ပြီးငါကိုငါငါကိုယ်တိုင်းတောင်မသိတဲ့နိမ့်မြုပ်ချင်းတွေနဲ့နိမ့်မြုပ်ပြမိအောင်မှာဂယုဆိုင်ဟန်နီဇွန်ဇူလိုင်ကမိုးသိပ်ရွာတော့မင်းပြမှာစိုးတယ်။ပြေးထွက်လို့မရတဲ့ဒါမှမဟုတ်တဲတဲ့တို့အောင်ပြေးလွှားမိတဲ့ကိစ္စမျိုး မင်းစီကနေထွက်သေးပြီးမင်းရှိရောက်နေတဲ့တဘာဝလွန်ဖြစ်ရက်တွေကငါးစီမှရှိခဲ့တယ်။နာကျင်ခြင်းတွေထက်ထားတဲ့စားနှစ်ပြေးထွက်လို့မရတဲ့ဒါမှမဟုတ်တဲ့တဲ့တို့အောင်ပြေးလွှားမိတဲ့ကိစ္စမျိုးမင်းစီကနေထွက်ပြေးပြီးမင်းရှိရောက်နေတဲ့တဘာဝလွန်ဖြစ်ရက်တွေကငါးစီမှရှိခဲ့တယ်။မင်းမရှိပဲလဲမင်းနဲ့ရှိခဲ့ဘူးတဲ့နေရာကိုငါမတီးပဲငါရောက်ရှိသွားတတ်တယ်ဟန်နီ။ ပင်လဲဆိုတာမိုးတက်မုန်တိုင်းရှိမှလှတယ်ထင်တဲ့ကလေးငယ်တယောက်ရဲ့ယူမိုက်မှုမျိုးနဲ့ခရီးတွေဆက်ခဲ့တယ်။ဘယ်လိုင်းတွေကမှအသက်သေးစေဖို့မရည်ရွယ်ပါဘူးလေ။အဲ့ဒီလိုငါယုံကြည်မှုတွေငါကို ဖုံးလွှမ်းသွားတယ်။မင်းကငါတရေရှင်ရေးပဲဟန်နီရဲ့တရေရှင်ရေးဆိုလူတွေဟာဘယ်နာကျင်မှုကိုမစိုးကြော်လွားနိုင်နဲ့။နာကျင်မှုကိုသိမှုမရှိဘူး။အသက်လူတိုက်နေရတဲ့စစ်သားတွေလိုပေါ့။ မင်းဟာအဲ့ဒီလိုတရေရှင်ရေးဖြစ်ခဲ့ပုံများငါအိုးနောက်ကနာကျင်မှုကိုအတိအမှန်မပြုတော့ဘူးနောက်တစ်ခုကတရေရှင်ရေးဆိုလူတွေကတုံ့ပြန်တိုက်ခိုက်မလားစွန့်ခွာထွက်ပြေးမလားတခုခုရွေးရတယ်ငါမတိုက်ခိုက်ဖြစ်ဘူးမစွန့်ခွာဖြစ်ဘူးငါမင်းကိုပဲမလုံမရှက်ငင်းနေမိတယ်လူသားမဆန်ခဲ့ဘူးဆိုရင်တောင်ချစ်ချင်းတရားတော့ဆန်ခဲ့တယ်ပေါ့ဘလောက်ကြည်နူးဝယ်ခိုက်တံပါလဲဟန်နီး မင်းလက်ထဲကိုအရာဝတ္ထုတစ်ခုထည့်ပေးလိုက်တဲ့အခါမင်းကမကြည့်ဘဲနဲ့ဒီအရာဝတ္ထုရဲ့ပုံမှန်တံတန်ကို ခံမှန်းလို့ရတယ်။လုံးဝနဲ့ဒါမှမဟုတ်၄00ဖြစ်တယ်စတီပေါ့။အချစ်ကတော့ငါလက်ထဲကိုငါမတီးပဲရောက်လာတဲ့အရာဝတ္ထု၄ပါးဟန်ဒီပုံမှန်တံတန်ကမင်းမလို့ကွက်တိပြောနိုင်ခဲ့တဲ့အထီပေါ့။အိမ်မက်တွေတော့တကယ်ရှိတာပေါ့ဟန်နီရေငါမပိုင်ဆိုင်ရတဲ့အိမ်မက်တွေငါရှိမှတယ်မြင်မက်လို့ ငါအိမ်မက်လေးကရေထဲပြုံးတတ်တယ်ငါအိမ်မက်လေးကဖုံးမြင့်နှပင်ကိုလက်နဲ့ပွတ်နေတယ်ငါကငါအိမ်မက်လေးကိုအိမ်မက်လေးမန်းတိနေတယ်ဒါကငါဆက်မက်ချင်နေတဲ့အိမ်မက်လေးပဲလို့ငါတကယ်တိနေပါတယ်ဟန်နီအဲ့ဒီအိမ်မက်ဆက်ဝန်းထဲကနေအချစ်တွေကမျက်ရည်လိုစိတ်ထွက်လာတယ်အတူတူတောက်ခဲ့တဲ့ကော်ဖီကတခြားတဲ့တွေပိုနေသွားတယ်အခါသက်ဆုံးမွေးပြန့်ခြင်းတွေကို ငါတို့လက်ခံလိုက်ရတာပဲဆက်ရုပ်အပြုံးတွေနဲ့ပြန်လည်နှိုးထလာတဲ့အခါတိစိတ်တချို့ကတကယ်ကိုလှုပ်ခါနေရတယ်လူတယောက်ကတယောက်ကိုတိုးတိုက်မိတဲ့အခါအကောင်းတိုင်းပြန်မရတော့တဲ့တေချေပျက်စီးမှုတွေတကယ်ရှိခဲ့တယ်ကဲလို့ online တိုင်းနာဘဝပြီးချင်ပါတယ်အမေရေဒီခန္ဓာမှာညံကဘယ်တော့များရောက်ပါမလဲ အမေကကျွန်တော်ရဲ့ဖရာတခင်ပဲစူတောင်းတွေမပြည့်ရင်ကျွန်တော်ဆိုးကျင်တယ်အဲ့ဒီဖရာတခင်မသိအောင်ကျွန်တော်အပြစ်တွေလုပ်တယ်ဒါပေမဲ့ကျွန်တော်ဟာအဲ့ဒီဖရာတခင်ချစ်တဲ့အပြစ်သားလေးပဲဖြစ်ရဲ့ဒူဝင်ကျဲညလုံးနှစ်ဖက်ပွင့်လာတော့ကြောက်လန့်ပြီးအော်မိတယ်ကျွန်တော်မရင်နီမကျွမ်းဝင်တဲ့ကျွန်တော်မသိတဲ့ကဘာကျွန်တော်ညလုံးတွေကအာယူပြီးစိုက်ကြည့်လို့မရဘူးတိတ်ကိုမပြီးထင်ရှားနဲ့ မိခိုးရောင်ပုံရိပ်တွေပဲမြင်ရတယ်။မပြီးပြင်ဝိုးတော်ဝပုံရိပ်တွေထဲမှာမှ ကုကေရာမဲ့ဖြစ်နေတဲ့ကျွန်တော်အဲ့ဒီအမျိုးသမီးကြီးကိုခင်မင်းမိပါတယ်။မိတ်ဆွေဖွဲ့မိပါတယ်။တတလုံးကျွန်တော်ကိုပြစ်ခွာမသွားမဲ့ best friend တယောက်ကျွန်တော်သိလို့အပ်တာပေါ့။တွေ့ရတာဝမ်းသာပါတယ်အမေ။ ကျွန်တော်ငိုယိုခဲ့တဲ့မြတ်ကျွန်တော်ဆူဆွဲခဲ့တဲ့မြတ်အေးပြက်ခံပြီးညာပေါင်းများစွာရှိပေးနေတာမေပေါ်ကဘာပေါ်ကတိတ်ချင်းကောင်းတွေဒူမနှုတ်ဖြားမှာရှိတယ်ကဘာပေါ်ကအမွေးနှံသုံးရနှန်းကဒူမဘာပေါ်ကမပြည့်တပြည့်တနခါရနှန်းလေးပေါ်အချိုးမြင့်ဆုံးအဖြူရောင်မြေတစ်စင်းကတော့ဒူမရဲ့သားမြတ်အစုံကနေစီစင်းနေကျွန်တော်မှောက်ရက်ကလေးကျွန်တော်ပက်လက်ကလေးတဖြည်းဖြည်းနဲ့ကျွန်တော်ခြေလန်းတွေအာယူမိုံလေး ကျွန်တော်လဲကြလို့ပြန်ထချင်းလေးလောကကိုအာယူပြီးကြည်ရမယ်တခါတခါလဲတိတ်ကိုကြောက်မိတဲ့အမေရဲ့ဒီလိုနဲ့အမေဝယ်ပေးတဲ့ဖနက်လေးကိုဘဝရဲခြာနှင်းလိုက်တယ်စုခလုတ်တွေကင်းမရစေအမေဘဝကတူတူလေးပါအဲ့ဒီလိုပြောပြီးပက်ပြေးလိုက်အောင်မယ်အမေပြောတဲ့ငရေအိုးနှုတ်ခမ်းလေးကိုဘာသာတရားအဆုံးမရဲ့လောကကြီးရဲ့စိမ့်လန်းတဲ့ရှုခင်းတွေကိုမြင်သိခံစားနိုင်မဲ့လက်တစုံရဲ့ရှေ့မှာ လိုင်းတဘိုးတွေထန်တဲ့ခရီးတွေကလည်းရှိနေတယ်။ငငယ်ကအမေခောက်ပေးတဲ့စက်ကူလေးလေးကအကြောက်လန့်မရှိကူးဖြတ်တယ်။လှေဆိုတာလိုင်းတဘိုးရဲ့အပေါ်မှာကျွမ်းကျင်စွာနေနိုင်ရမယ်တဲ့။အမေစကားတခွန်းနဲ့ဖြတ်ကျော်တယ်။လိုင်းတွေရဲ့အပေါ်မှာနေပြရစေအမေ။เจ้ามาตื่นลาได้กระบยาริอเมโกเปลี่ยนซูปะเรอายุฤเปลี่ยนซ้วยปะเรอธิยองสักกูลีมาลั่ละปะปะอายองฤเฉนัยพุอัตตปัญญาโกอเมสีกายะเกราเว ဘဝကမညာမတာလှမ်းပလိုက်တဲ့အရာတွေကိုရောကျွန်တော်မှရွေးချယ်ခွင့်မရှိတဲ့အရာတွေကိုရော လာထိမှန်တဲ့အရာခက်ရင်ရင်တွေကတော့တိတ်ကိုပူလောင်နေအမေငငယ်တုန်းကအဖြူရောင်လေးကိုကျွန်တော်မေးလိုက်ရတယ်ကျွန်တော်နေထိုင်နေကျွန်တော်ဒုက္ခသစ္စာကိုသိတယ်ကျွန်တော်မစ္စိမပဏိပရာလို့ရေးရွတ်တယ်ကျွန်တော်ငရဲဦးနှုတ်ခမ်းလေးကိုပတ်ပြေးတယ်တဏှာကလွတ်စေမဲ့တရားဓမ္မကအမေပေါ့ အန်စာခေါက်တိုင်းနံပါတ်6မဖြစ်ချင်ဘူးအမေဖဲချက်တွေထဲမှာစပိတ်နှစ်ကိုလည်းမသေးမဲခဲ့ဘူးအမေမနက်တိုင်းရွတ်ဖတ်တဲ့ဓမ္မစကြာမှာဇာတိပိကလည်းဒုက္ခပါပဲဘဝကိုဘလို့ဖြတ်တန်းကျင်တယ်လဲလို့အမေမေးတယ်ဆရာဝန်ကြီးဘဝနဲ့ဖြတ်တန်းကျင်တယ်လားအင်ဂျင်နီယာကြီးပဲဖြစ်ရမလားကျွန်တော်ကတော့အမေချက်ပေးတဲ့ ထမင်းပွဲဟင်းပွဲလေးကိုဖျက်တန်းခြင်းနဲ့ရိုးရှင်းတဲ့ခုအတွက်အစိတ်အတော့မဖြစ်သေးဘူးနှစ်လိုပဲရှိမယ်တခန်းတနာစားတော်ဝဲကြီးတွေစီကဟန်ဆောင်မှုတွေနဲ့ချွင်းချက်မတိုက်ချင်ဘူးဘေးနားကကြည်နေတဲ့ဖြူးဖြူးစင်စင်ပြုံးလေးပဲလိုတယ်ဖြစ်တရာချင်းဆင်းရဲတွေမှာလည်းတဘာသူကိုမနှင်းချေဘူး cheers မအော်ဘူးအမေထမင်းပွဲလေးလိုဘဝကိုပျော်ပြရစေအမေ မိတ်ဆွေတချို့ကကဲ့ရဲ့ချစ်သူကလေနားမလဲအမေရဲ့ဒုက္ခအိုးလေးအသေးကွဲကိုငှက်တဲ့ချင်းလို့ပေါ့ရင်ဘက်ချင်းတူသူတွေကိုလိုက်ရှာတယ်။သိချစ်တယ်လို့အမေမဟုတ်တဲ့မျိုးရိုးပီဇာမတူသူတွေကိုဖွင့်ဟာတယ်။အမေကိုညာတိုင်းကြော့ပြီးအိတ်ဖို့ကြတော့မေးလျော်နေပြန်တယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအမေပေးခဲ့တာ။ဒါပေမဲ့ဆဲကျော်တဲ့မိကောင်ဘဘဝမှာတခြားသူစီကပဲရယူတယ် အရွယ်ရောက်လာတော့အပြင်ကဒိုနတ်လိုချောကလက်ကိုမုန်းတွေလိုပဲတရေကျကျင်ခဲ့တဲ့ခက်ဆူဆူကလေးလေးဖြစ်ခဲ့တာပေါ့အမေအမေထမင်းဝိုင်းလေးနဲ့လဲဝေးလာခဲ့တော့တာတဖြည်းဖြည်းပိုးစားလာတဲ့သွားလေးနဲ့ရေပြလဲအမေကတော့ချစ်မှာပဲမဟုတ်လားအယောင်ပြောင်းသွားတဲ့ကောင်းငင်တွေကို မြင်လာတဲ့အခါတိုင်းအမေခိုထီလေးအောင်တည်တည်ဝင်မိတာပဲ မိုးတိတ်သွားပြန်တော့ကျဲစင်နေတဲ့ကောင်းငင်အစ်စ်တွေထက်တွေ့တယ်အမေထီလေးကိုမေ့ပြီးပျော်ရွှင်စွာစွန့်ခွာထွက်ပြေးတယ်ရော နောက်ဆုံးတော့အမတ်မရှိတဲ့ဒီလူဆိုးလေးအသက်ကွဲတဲ့အခါအမေအိမ်ကိုပဲပြန်လာခဲ့ရတာပေါ့ကိုဘွားနဲ့ကိုပါပဲအမေရဲ့ထမင်းတို့ဟင်းတို့ပါလို့အပြစ်ပဲမခံချင်တော့ဘုံသိခါရှိရှိထမင်းရည်ဘူးလောင်မိုံပဲ ဂုံတိတ်ခါရှိစေခြင်းလေးတည်းရုံကြည်မှုတစ်ခုအတွက်ရှင်သန်စေခြင်းလေးတည်းဉာဏ်ပညာနဲ့အကျိုးအပြစ်ကိုခွဲခြားစေခြင်းတည်းကိုကျင်းစာတရားနဲ့လူတွေကိုကြည်စေခြင်းတည်းဟိရိဝတ္တပတရားကလောကကိုစောင့်ရှောက်တည်းငါးပါးသီလကခါဝတ်ပစိုးဖြစ်တည်းအမေ့အာပေးမှုတွေနဲ့ပဲလူလားမြောက်ခဲ့ရတယ်ဒါပေမဲ့လူတကာတွေရဲ့စကားလုံးတွေကိုထီမထင်ဟန်ဆောင်ခဲ့လဲဆက်ရဲ့အတွင်းအနာတရားတွေကတော့ထမင်းရီဘူးလောင်းတယ်လို့ပါပဲအမေ့ လီဆန်ကိုပြန်တဲ့အပြန်တင်စပြုတ်ကျတဲ့အခါလဲအမေကစီးပွေတယ်။ဒံယာတွေအတွက်ဆေးလိမ့်ပေးနေကြအမေရှိနေတော့ကျွန်တော်ပြေးလွှားပါမယ်အမေ။အမေသားကထမင်းသူဟင်းသူမှမဟုတ်ပဲ။အမေကကျွန်တော်ရဲ့ဖရာတခင်ပဲ။ဆူတောင်းတွေမပြည့်ရင်ကျွန်တော်စိုးကျင်တယ်။အဲ့ဒီဖရာတခင်မသိအောင်ကျွန်တော်အပြစ်တွေလုပ်တယ်။ဒါပေမဲ့ကျွန်တော်ဟာအဲ့ဒီဖရာတခင်ချစ်တဲ့အပြစ်သားလေးပဲဖြစ်ရဲ့။ အရက်နွန်ထဲမှာနစ်နေတဲ့တားတယောက်ရဲ့အသေးရောဂါကိုနောက်ကတကောက်ကောက်လိုက်ပြီးဆေးကန်းပြနေတဲ့အမေတွေကိုဘလို့စိတ်ကူပေးရမလဲအမေရက်သေးရွာတဲ့ရန်ဖြစ်ထိုးကျိတ်ဆိုးသွင်းလို့ရိုက်ကြနှက်ကြလို့လူတကာကိုလိုက်ပြီးတောင်းပန်နေရတဲ့အမေတွေရဲ့မျက်နာကမျက်ရည်ဆက်လက်တွေကိုရောဘယ်ဘက်လက်နဲ့တုပ်ပေးတင်တယ်လဲဆွေမျိုးအတိုင်းဝိုင်းကစွန့်ပြေထားတဲ့ဟိုမရောက်ဒီမရောက်နှက်ဝင်တယ်လေးပွဲကနေတာကို လက်ခုပ်တီးပေးနေရတဲ့အမေတွေပြောအောင်ဘယ်တို့ပဲဆိုင်နဲ့ဖြေပြောရမလဲဆူတောင်းမသူတွေနဲ့သူတို့ရဲ့ဖျားတခင်တွေအဲ့ဒါအမေတွေပဲတားရတဲ့ဒိစိတ်မောင်မိတ်ကြသွားတဲ့ညတွေမှာတိုးတက်လာတဲ့အာရင်ပြေဝမှုတတီကျွန်တော်ပွင့်သေးတယ်အမေဒီပညာတွေတိုးတက်လာတဲ့ကဘာမှာ ကျွန်တော်တို့တွေဟာအဝေးစီကရှုခင်းတွေစီကိုခရီးထွက်တယ်ကန်းချီတွေစီကိုရောက်တယ် with my love with my best friend ဆိုတဲ့ဓာတ်ပုံလေးတွေလူမှုကွန်ရက်မှာတင်တယ်။အိမ်ပြန်ရောက်လာတဲ့အခါဖုံးမျက်နှင်တွေထဲမှာသက်ဆိုင်ရာတည်တံ့ကဘာတွေကိုရှာဖွေကြတယ်။အမေစီကိုပြန်လဲရောက်ရှိဖို့လမ်းကြောင်းတွေကိုတော့မတော်တဆတို့မဟုတ်တမင်သက်တဲ့မေ့လျော့နေမိတယ်။ကိုငှက်ပြောတယ်လို့အမေကျွန်တော်ကိုစိတ်မပြတ်ဘူးလား။ တက်တချက်မခောက်ဘူးအန်တချက်မကြိမ်ဘူးမျက်ရည်ကျလို့ငိုရင် လောကကြီးကပိုရိုက်တယ်လို့အမေပြောဘူးလို့လေဘလို့ပဲအော်ဟစ်မြည်တွင်လဲအနားမှာအမေပဲရှိခဲ့တယ်ဘလို့ပြည့်ပြည့်ချုံမြိန်မှုတွေကမှလည်းအမေလိုစစ်မှန်မှုမရှိခဲ့ဘူးကဘာပေါ်ကကြီးလေးစီတဲ့အပြစ်တွေမနှမြကိုခွန်ဟဝန်ခံလိုက်ုံလေးနဲ့မင်းရဲ့အပြစ်မှလွတ်စေလို့ပြောတတ်တဲ့တရားသူကြီး ကျွန်တော်အပြစ်တွေပြီးစီးပါစေအမေဒါပေမဲ့အမေပခက်လေးနဲ့ကျွန်တော်မဝန်ဆန့်တော့ဘူးကျွန်တော်အမားတွေနဲ့ကျွန်တော်ကဘာမလုံလောက်တော့ဘူးမြို့ပြလူမှုအတိုင်းဝိုင်းမှာရုံးကန်လှူရှားရင်းနဲ့စိုးတီမိုင်မဲရင်းနဲ့တခါတလေလဲအမေမကြိုက်တဲ့အေကိုဟော့တက်တွေကိုနှစ်ချိုင်ရင်းနဲ့ချစ်ချင်းမြတ်တာကလူတိုင်းနဲ့မတန်ဘူးလို့မကြည်မနဲ့ရေရွရင်းနဲ့ ကိုမကျေနပ်မှုအမှန်တမျှကို ဖောက်ခွဲဖို့လမ်းမပေါ်မှာမျက်စိတည်းကြည့်မရတဲ့ကောင်ကိုရန်စပြီးအပြန်အလှန်ထိုးကြိတ်ကြရင်းနဲ့အခန်းထဲပြန်ရောက်တော့ကိုတန်ရာစိတ်တန်ရာတွေကိုမေ့ပြအောင်အိတ်ဆက်ပစ်လိုက်ရင်အညိုမဲဆွဲနေတဲ့မျက်နှာနဲ့မနှက်ပြန်မှအလုတ်သွားဖို့အလန်းပေးရင်းနဲ့မြို့ပြရဲ့လမ်းတွေပေါ်မှာအိမ်ကိုရောက်တဲ့ဘတ်စကားတွေကို ရုတ်တရက်တွေ့လာရင်အိမ်ပြန်ခြင်းနဲ့ မိုးရေဆူဆွဲလာတဲ့အခါအိမ်ပြန်ခြင်းနဲ့တတိထားမိတဲ့အချိန်မှာတော့မနှက်ပြန်ဆိုတာကအမေအိမ်နဲ့အတော်ဝေးတဲ့နေရာမှာ ရောက်နေခဲ့ပြီးမြေကျိုးအင်းတစ်ခုကဘဲကိုစီးဝင်လို့ရအောင်မလဲအမေကောင်းငင်ကိုအာကိုတကြီးတစ်ချက်မော့ကြည့်လိုက်မိတယ်မြောက်ရက်မှာ အမေရှိနေမယ်မဟုတ်လားပန်းလေးတွေကိုချစ်တယ်လားကျယ်ရီရဲ့ဂီတကိုရောချစ်လားချစ်ချင်းတရားကဘယ်စီမှာ ဟုတ်ကဲ့ပါရှင်။ဒီမှာအခုဖတ်ပြခဲ့တာကတော့စာရေးဆရာခွန်ညိုသွေးရဲ့အထက်ထက်အခါခါဆိုတဲ့စာအုပ်လေးတွေကစာစုလေးတွေကိုအပိုင်းနှစ်အဖြစ် တင်ဆက်ဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီမှာကတော့စာဖတ်သူမေဖြစ်ပါတယ်။